။တရင်ကျော်လာပြင်းနေ့မှာရန်ကုန်ကဂျပန်ဖျားမှာသိန်း3000ကျော်ပေါ်ရွှေမိုးငွေမိုးကျဲခဲ့တဲ့ဝိမုံရွှေရင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်။အီဂရစ်တန်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မြန်မာလူမျိုးတွေအတွက်တော့ဝါလာကင်းလို့တရင်ကျော်လာပြင်းနေ့ဆိုတာအင်မတန်မှထူးမြတ်ပြီးတော့အလေးနဲ့ထားရတဲ့နေတွင်းနေပြန်တစ်ခုဖြစ်ပါတယ်။ ဖယောင်းမှာစီမီတွေထွန်ညီပူဇော်တာကုသိုလ်ကောင်းမှုတွေပြုလုပ်တာလူကြီးမိဘတွေကိုကြတော့တာစားတဲ့မြင်တွင်းနေကြဂျီနူးစရာမြင်ကွင်းနေတဲ့အတူဒီနေ့ရဲ့သတင်းကြောမှာတော့အားလုံးရဲ့အာယုံကိုဖန်ဆာပြီးတော့အံ့ဩမင်သက်သွားစေခဲ့တဲ့သတင်းကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူးအားလုံးရဲ့အစ်တော်ထိတ်တန်းမင်းသမီးကျော်ဝင်းမွန်ရွှေကြီးနဲ့သူမရဲ့ခင်ပွန်းတဲ့တို့က ရန်ကုန်မြို့ကဂျပန်ဖျားမှာမယုံနိုင်လောက်စရာတိမ်ပေါင်း3000ကျော်တန်ဖိုးရှိတဲ့ရွှေမိုးငွေမိုးတွေကိုကျဲချပြီးတော့အလူဒါနာပြုခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ်။ဒီအလူဟာတာမန်ကုသိုလ်ပြုတာထက်အများကြီးသာလွန်သွားပြီးတော့သူတို့ဇနီးမောင်နှံရဲ့ကျွဲဝချမ်းသာမှုထက်သူတို့ရဲ့စေတနာနဲ့မေတ္တာတရားတွေကဘလောက်ထိကြီးမားတယ်ဆိုတာကိုသက်သေပြလိုက်တယ်လို့ပါပဲ။ဝိမုံရွှေကြီးကိုအနုပညာလောကမှာကံအကောင်ဆုံးမိန်ကလေးလို့တင်စားခေါ်ပေါ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူမဟာကျွေးယုံလေးတယောက်လို့ချုံမလှပါတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားရုံသာမက မော်ဒယ်ဘွားကနေတရုတ်ဆောင်ဘက်ကိုကူးပြောင်းလာတဲ့အခါမှာလည်းမစုံမနစ်စူးစမ်းမှုတွေကြောင့်မြမရုပ်ရှင်ထူးချွန်စုဖြစ်တဲ့အကယ်ဒမီစုတွေကိုထိုက်ထိုက်တန်တန်နဲ့စုခိုးနိုင်ခဲ့တဲ့သူပါမျက်နှာမြင်ချိခင်ပါစေဆိုတဲ့မေတ္တာဓာတ်လေးနဲ့ပြည့်စုံပြီးတော့ပရိသတ်ပေါ်မှာလည်းအမြဲတမ်းလေးစားမှုနဲ့ပေါ်ယူစွာဆက်ဆံတတ်တာကြောင့်လူချင်းလူကင်အလွန်ပေါများတဲ့သူတယောက်ဆိုရင်လည်းမမားပါဘူးသူမရဲ့အနည်းပညာဘဝတည်းမကဘူးပေါကလီကဘဝကလည်းအားကြစရာပါပဲ မြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်မျိုးရိုးကနေဆင်းသက်လာတဲ့အပြင်ကိုရိုင်းကလည်းအရေးချင်းရှိပြီးတော့ဩဇာတိတ်ကမှကြီးမားတဲ့လုပ်ငန်းရှင်တယောက်ဖြစ်ပြီးတော့ ကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ထားနိုင်ခဲ့ရကြောင်းလူမရဲ့ဘဝကပြည့်စုံခြင်းများစွာနဲ့လှပနေခဲ့ပါတယ်။ဒါကြောင့်ပြည်သက်တွေကသူတို့ဇနီးမောင်နှံကိုနေနဲ့လာရွှေနဲ့မြလို့လိုက်ဖက်ညီလို့ကြောင်းတင်စားကြတာကအပူပြောတာတခုမဟုတ်ပါဘူး။သူတို့ဇနီးမောင်နှံကသူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေကိုကဘာရဲ့ရက်ကိုခရီးသွားရင်နဲ့ပျော်ရွှင်စွာခံစားနေုံသာမကဗုဒ္ဓဘာသာဝင်ကောင်းတွေပြပြီးအလှူအဒန်းတွေကိုလည်းဘယ်တော့မှလက်မလွတ်ခဲ့တာပါ။ သူတို့ရဲ့အလူတွေဟာအာမန်အလူမျိုးမဟုတ်ပဲတကယ်လို့အဲ့ဒီရဲ့နေရာတွေကိုရှောင်ဖွေပြီးတော့တိတိယောက်ယောက်လူတန်းလေးရှိတာကိုလည်းလေးစားစွာနဲ့မြင်တွေ့ရပါတယ်။ ဖျားတဲ့အကြောင်းဆောက်တာကနေစလို့အိမ်မှာစွန်ကြွေးအလူမင်္ဂလာတွေပြုလုပ်တဲ့အထိကုသိုလ်ကောင်းမှုတွေကိုမပြတ်မလတ်ပြုလုပ်နေကြသူတွေပေါ့အခုတခါသတင်းကြော်လာပြင်းနေမှာပြုလုပ်ခဲ့တဲ့အလူကတော့ပြည်တွင်းမှာတောင်တမိုင်းတွင်ရလောက်တဲ့အလူကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်ရန်ကုန်မြို့မှာရှိတဲ့ဂျပန်ဘုရားမှာတိမ်ပေါင်းထောင်ချီတချို့သတင်းတွေရဆိုရင်တော့တိမ်သုံးသောင်းကျော်တန်ဖိုးရှိတဲ့ငွေကြေးတွေကိုအသုံးပြုပြီးတော့ရွှေမိုးငွေမိုးကျဲချခဲ့ရလို့ဆိုပါတယ် ဒီလိုမျိုးရွှေမိုးငွေမိုးကျဲချင်းဆိုတာကငွေသားဆက်ကူတွေကိုပန်းကျဲတဲ့လိုမျိုးကျဲချလိုတန်းတာဖြစ်ပြီးတော့အဲ့ဒီနေရာမှာရှိတဲ့ငွေကြေးအမှန်တကယ်လိုအပ်နေတဲ့နွမ်းပါသူတွေစင်ရဲသားတွေကောက်ယူသုံးဆွဲနိုင်ဖို့နဲ့သူတို့ရဲ့ကုသိုလ်ကိုထပ်တူထပ်မြရရှိစေဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ီလိုမျိုးခန်းနာကြီးကျယ်ပြီးစေတနာအပြည့်နဲ့ပြုလုပ်ခဲ့တဲ့အလူမျိုးကမြမနုပညာရှင်တွေထဲမှာဝင်းမွန်ရွှေကြီးတို့ဇနီးမောင်နှံကပထမဆုံးလို့တောင်ပြောလို့ရပါတယ်။သူမရဲ့ရည်ရွယ်မှုနဲ့စေတနာတရားကတော့တကယ်ကိုချီးကျူးလေးစားစရာကောင်းပြီးတော့တာဓုခေါ်ဆိုထိုက်ပါတယ်။ ီလိုမုံမြတ်တဲ့သတင်းကြော့အခါသမယမှာအလူဒါနာမိုးတွေရာသွန်းဖြိုးခဲ့တဲ့မင်းသမီးကျော်လေးဝင်းမုံရွှေကြီးတို့ဇနီးမောင်နှံရဲ့အလူနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့အနေနဲ့ရောဘယ်လိုမျိုးခံစားရပြီးတော့တာလူခေါ်မိကြပါသလဲရှင်မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်